လူတွေရဲ့ကိုချင်းတရားအတိုင်းဝိုင်းဆိုဆိုင်တီကဖွင့်မပြုတဲ့မိမိနဲ့တရားဝင်မဟုတ်တဲ့နော်တရားဝင်မဟုတ်တဲ့ပုဂ္ဂိုလ်နဲ့ကာမကိစ္စဆောင်ရထားမျိုးမလုပ်ဘူးတဲ့ကာမကိစ္စကိုမကျွလုံဘူးအဲ့ဒါဟာလေလူသိခါအဲ့အတွက်ငွေတန်လိုအပ်တဲ့ကိုချင်းတရားတခုပဲဒီကနေ့ခေပြစ်မှုတွေကျွလုံနေတဲ့အထက်ပဲကာမေသူမိစ္ဆာစာရာထိတ်ထန်းကရောက်နေတာတွေ့ရဒါကြောင့် ကာမိတုမိစ္ဆာစာရဆိုတာအိမတမမောမြတ်တဲ့ကျင့်စဉ်တစ်ခုဘုရားမသာဝယ်နိုင်ဟာနိုင်လာပြီးတော့ဒီကာမိတုမိစ္ဆာစာရကရှောင်ခြင်းဆိုတဲ့ကိုချင်းသီလတန်ဖိုးရှိတဲ့လူသိခံထိမ့်သိမ့်နဲ့ကိုချင်းတရားတစ်ခုပဲဒါကြောင့်မို့ဘုရားမသာဝယ်နေရာကာမိတုမိစ္ဆာစာရပฏิဝိရတောကာမကိစ္စမမယွင်ပြုကျင့်ခြင်းမှာရှောင်ခြင်းသူဖြစ်ရမယ်ဒါမှကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ် မရှောင်ရင်ဘာဖြစ်လဲလို့ဆိုလူသိခပြက်လူရဲ့ကိုကျင်တရားပြက်တဲ့အခါကိုမိသားစုသူ့မိသားစုဆိုတာရှိတယ်သူများမိသားစုတွေတွားပြီးတော့ပြစ်မှားမယ်ဆိုရင်ထိုမိသားစုရဲ့စိတ်ဆင်းရဲမှုကိုဖြစ်ပေါ်စေအဲ့တော့ကိုမိသားစုတွေမှာအဲ့ဒီအမှုမျိုးဖြစ်မယ်ဆိုရင်မိမိကိုယ်တိုင်လည်းစိတ်ဆင်းရဲမှုဖြစ်ဒါကြောင့်မို့ကိုချင်းစာတရားအခြေခံပြီးတော့မေတ္တာတရားအခြေခံတဲ့မွန်မြတ်တဲ့ကိုချင်းတရားတစ်ခုပဲဒါကြောင့်မို့ ကာမေတုမေစာစာရဆိုတာရှောင်ကျင်ခြင်းဟာဘုရားဘာသာဝင်တွေရဲ့ချင့်သုံးလိုက်တာရမယ်ကိုချင်းတရားတစ်ခုပဲ